ကမ်ပိန်းလုပ်တဲ့အချိန်မှာဟိုကျွန်တော်တို့ idea ပေါ့နော် awareness interest decide or desire advocate ဆိုတဲ့အဆင့်၄ဆင့်နဲ့ကျွန်တော်တို့ run ရတယ်အဲ့တော့ဟိုပုံမှန်ဟိုသွားလေးရှိတဲ့ brand name တော်တော်များများကျွန်တော်တို့ analyze လုပ်ထားစမ်းရတော့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်း brand name ရဲ့ပုံစံမျိုးရဆိုလို့ရှိရင်အာ awareness level မှာကျွန်တော်တို့ commercial video တခုတော့ကျွန်တော်ဖောက်လိုက်တယ်ကိုတို့တာမင်းထားတာက Hello Galaxy ရဲ့ Waterfall နဲ့ပဲနာမည်ကြီးလာတဲ့အကြောင်းအကြောင်းကို social မှာနာမည်ကြီးလာဖို့ဘယ်လို campaign တွေ run နေလဲ တင်ကြားရေးကတော့ကျွန်တော်ကိုယ်တိုင်ចောင်းသားဟောင်းဖြစ်ခဲ့ဘူးတော့တကယ်စာကြိုးစားရဲ့သူတွေကတော့အရှိန်မြင့်မှုအကောင်းဆုံးပါပဲခက်တာ online ကလည်းသူသိမသိသေးရော campaign လေး rebrand သလားလို့ပါတဲ့မိကွန်လေးကိုအချေအချိန်ပေးပြီးဖတ်ပြီးတော့ကျေးဇူးပါခင်ဗျာဆိုပြီးတော့မေးထားတာပါ okay um ဘလို campaign run တင်လဲဆိုတော့ကျွန်တော်ဒီမှာမြင်တာကလေအာကျွန်တော် mentor ကို richard တင်ပေးခဲ့ပုံစံတိုင်းပဲကျွန်တော်တို့စီမှာအာ awareness တော့ရှိရဲ့ right အဲကျွန်တော်တို့ lowest hanging fruit လို့ခေါ်တဲ့ word of mouth ဟာအဲ့ဒါ lowest hanging fruit ကျွန်တော် lowest hanging fruit ဆိုတာအနည်းဆုံးအသီးပေါ့လေပူစားလိုက်အောင်မယ်ဆိုတော့အရင်လွယ်တယ်အဲ့တော့ဘယ်လိုမျိုးတွေပါလဲဆိုတော့အဲကိုကြောင်ကိုကြောင်ဝင်တယ်ဒါမှမဟုတ်ကိုကြောင်သားတွေနဲ့တည်တဲ့အဲသူတွေကနေပြီးတော့မှအာကျွန်တော်တို့ဝယ်ကြတယ်ကို business ဆက်တည်တဲ့သူတွေကနေပြီးတော့မှဝယ်ကြတယ်ဆိုတော့ပုံစံမျိုးပါအဲ့တော့အဲ့ဒါကျွန်တော်ရဲ့ lowest hanging fruit ပေါ့နော် အဲ့ဒီလူရဲ့ကုံဝိုင်းဆိုလို့ရှိရင်ကိုเจ้าကိုကိုเจ้าကိုကိုရဲ့ brand ကိုသိရတယ်ဒါပေမဲ့သိမယုံသေးဘူးဆိုပဲလူတွေရှိလာတယ်။ဟုတ်ပါကျွန်တော် online ကသူတွေပေါ့နော်။ကျုပ်သိတယ်ကြားလိုက်ကြားဖို့တဲ့အဲ့เจ้าကိုဒါပေမဲ့ဒီမှာဟိုကြီးတော်ချောင်ပြည့်နေရ။ဟိုခေါ်လာတော့ fans sitter လို့ခေါ်တယ်။အဲခြံစည်းရုပ်ဖောက်ထိုင်နေတဲ့လူတွေ။ဒါပေမဲ့အာဒါလောရင်ကောင်းမလားဟိုကလောရင်ကောင်းမလားဟိုကကြောင်မတော်တော်တိုင်ကောင်းမလားဒီကကြောင်မတော်တော်တိုင်ကောင်းမလားဆိုပြီးတွေးဟများနေတဲ့လူတွေ။နောက်ဆုံး တက်လှော်အားကြတော့လုံးဝမသိရ။အဲအဲ့ကြောင့်မရောက်ဘူးဆိုရဲဟာမျိုးတွေ right ဆိုတော့အဲ့အဆင့်30ရှိရဲ။ဆိုတော့ဟိုဒုတိယအဆင့်တက်လာဖို့အတွက်ကကြတော့ campaign run တင်တယ် yes campaign run ရတဲ့အချိန်မှာဟိုကျွန်တော်တို့ idea ပေါ့နော် awareness interest decide or desire advocate ဆိုတော့အဆင့်၄ဆင့်နဲ့ကျွန်တော်တို့ run ရတယ်။အဲ့တော့ ဟိုပုံမှန်ဟိုသွားလေးရှိတဲ့ brand တွေတော်တော်များများကျွန်တော်တို့ analyze ဆောက်ထားသမျှတော့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်း brand တွေပုံစံမျိုးရဆိုလို့ရှိရင်အာ awareness level မှာကျွန်တော်တို့ commercial video တခုတည်းကျွန်တော်ဖောက်လိုက်တယ်အဲ့တော့သူတွေအဲ့ commercial video ကိုကြည့်တယ် right ကျွန်တော်တို့ပူးဆိုင်တယ်ဗျာဟိုဗာလေလူ3 4သိန်းလောက်ကြည့်အောင်ပူးဆိုင်တယ် ဒီ commercial video ကတော့ဒါအမျိုးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ live sign လည်းရိုက်မလား functional commercial နဲ့သွားမလားဒါမှမဟုတ်ရှင် jingle ထည့်ရိုက်မလားဒါမှမဟုတ်ရှင် music video တွေနဲ့ရိုက်ရိုက်မလားလို့ဆိုတော့တော်တော်ရရတယ်ဒါကတော့ကိုယ်အကြောင်းနဲ့ကိုယ့်ဘောအခြေခံပြီးတော့ပဲ sensor မှာပေါ့လေကိုယ့်ရဲ့ target audience နဲ့ပြီးရင်အဲ interest level မှာကြတော့ကျွန်တော်ဘာလုပ်လို့ရှိလဲဆိုတော့လူတွေကစရှာတယ် ဟောမတိသေးတဲ့လူတွေက awareness ဆိုတာသိပါတယ်။ဟောတိသွားတဲ့လူတွေကကိုယ့်ကိုယ်ကြောင့်နဲ့ပတ်သက်ပြီးတော့ရှာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့အဲ့ဒီမှာဘာတုံးလဲဆိုတော့အခုဒီ word of mouth က interest tail ကိုရောက်နေတဲ့သူတွေကိုအများကြီးကြိုးရှိရဲ့။အဲ့တော့ចောင်းသားဟောင်းတွေရဲ့ testimony တို့ review တွေတို့ပြီးလို့ရှိရင်ဒီဒီ influencer တွေရဲ့ review တွေတို့စတဲ့စတဲ့ဟာတွေပြီးလို့ရှိရင်အမေဖေတွေရဲ့ review တွေပေါ့နော်။ចောင်းဆိုတော့ဘာចောင်းလဲတော့မသိဘူး။ IGCSC လိုမျိုးအဲကြောင်းလာဒါမှမဟုတ်ရှင် strategy first လို့ကြောင်းလာကြောင်းမသိဘူးပေါ့နော် however အဲ့ဒီဟာကြောင်းလို့တယ်ဆိုတော့အဲ့ဒါကတော့ interest stage မှာ top player ဒီလိုရှိရင်ဟိုကြောင်းမှာကြောင်းအပ်တယ်ဆိုလို့ရှိရင်ဘယ်လိုအပ်အပ်ရမလဲဆိုရယ် short video form လေးတွေပါလေညာလေးသမဂလာလေးအကုန်လုံးကကျွန်တော် interest stage top player အဲ့အဲ့ဒီဟာတွေတိတိဆိုလို့ရှိရင်နောက်ထပ် stage တစ်ခုကကျတော့ awareness stage အဲ interest မှာပဲလဲအဲ sorry awareness မှာပဲလဲကျွန်တော်တို့ ဟို campaign အသေးစားလေးလုပ်ကြတယ်ဥမာ like and share လုပ်ပြီးတော့မှလူသိအောင်လုပ်တာတို့ဘာလို့ညာလို့ပေါ့လေအဲ့လိုမျိုးလည်းကျွန်တော်တို့လုပ်ကြတယ်ပြီးတော့ desire stage လျှောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က okay ဒီဒီလူကဒီเจ้าကိုတက်ဖို့အတွက်ကိုစိတ်ဝင်စားနေပြီလောကဝယ်ဖို့အတွက်ကိုဟိုအဲ့လိုလေတခုလေးလိုနေတာတော့အဲ့အချိန်မှာ promotion ပေးတယ် right ဒါမှမဟုတ်လို့ရှိရင် webinar လုပ်ပေးတယ်အဲ့တော့ webinar လာတက်ပတ်သက်တဲ့တကယ်မသိဘူးလို့ webinar တက် ဒါမလို့လည်း person တပြားမှပေးစရာမလိုဘူးကျောင်းမှာ workshop free workshop free seminar right လာတင်ကြည့်လာလို့ကြည့်တော့ကျောင်းအဓိကကျောင်းထဲကိုလူလူကြီးဝင်လာအောင်ကျွန်တော်ဆွဲခေါ်တာဆိုတော့လာလို့ကြည့်ဆိုတဲ့အမျိုးနဲ့ကျွန်တော်တော့ကြားတဲ့အမျိုးရှိရဲ့ဆိုတော့အဲ့အဲ့ကြကြလို့ရှိရင် okay လာတဲ့သူတွေရောမှာ okay ဒီနေ့သယင်းသွင်းရင်ဘယ်လောက် percent discount ပေးလိုက်အဲ့ဆိုလို့ရှိရင်တွေ့ကြအောင် right ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ဆုံး double gate ဆိုတာအဲ testimonial လေးပြပြကြပါ graduate လို့ပြကြပါဆိုပြီးတော့ကျွန်တော်လိုက်ပြီးတော့မှចောင်းသားဟောင်းတွေကိုအခုကြီးចောင်းတဲ့အချိန်မှာသူတို့ကနေပြီးတော့အဲ Facebook group တွေသူတို့ရဲ့ profile တွေမှာ following ရေးရတဲ့နည်းဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ now လူတစ်ဖွဲ့ရဲ့ interest ရဲ့ trust worthy လဲဆိုရတယ်ဆိုတော့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ campaign run နေအဲ campaign ကတော့ဒါဒါဒါကကျွန်တော်တို့ brand back ကစစ်စစ်စားတဲ့ဟာ ကွန်ဆူမားဘက်ကပါစမ်းရလဲဆိုတော့ကျွန်တော်တို့ cultural relevance ဟိုမှာဟိုတင်းကြံတဲ့အခု summer ပေါ့နော်လိုရာဒီနဲ့ပတ်သက်တဲ့ဟာမျိုးလားဒါမှမဟုတ်ရှေ့အနာဂတ်ရဲ့ဟာပတ်သက်တဲ့ဟာမျိုးလားဒါမှမဟုတ်ဘာနဲ့ပတ်သက်ပြီးတော့ ramble ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဘက်ကစမ်းထလာပေါ့နော်အဲ့တော့ runner တော့ yes run တဲ့လို့တော့ကျွန်တော်လည်းယူဆတယ်အဲဒါမှပဲလဲအာကျွန်တော်တို့လူမသိရတဲ့သူတွေကလူပုံသိကြမှာဆိုတော့ကြောက်လေ yeah